လေးပတ်တဆာတွေကိုပြောချင်ပါတယ်ဗျခင်ဗျားတို့ဇီကနေရင်နာဘက်ကနေဦးစင်းတို့အရှင်ဖန်းခံလိုက်ရတဲ့ပတ်တဆာတွေအခုပြန်ပြီးမှလွတ်လာတယ်လွတ်လာတဲ့အခါမှာခင်ဗျားတို့ဒီထဆာရောက်လဲအကြောင်းမကြားတယ်လို့စရဖောက်ကိုလည်းအကြောင်းမကြားဘူးစစ်နယ်မြေတွေကိုလည်းခင်ဗျားတို့ဒီအကြောင်းမကြားဘူးဘာတဘောနဲ့ခင်ဗျားတို့ဒီအကြောင်းမကြားတာလဲဘာလဲသူတို့တွေက PDF ကလွှဲတဲ့ဟိုဟာတွေဒလန်နေလားဒီဦးစင်းတို့မန္တလေးမှာလှုပ်ရှားမှုမှန်တယ်များကိုပို့နေရလားအဲ့တော့ပြည်သူ့စစ်ကောင်းဆောင်နေခင်ဗျားတို့လွတ်လာတဲ့ အရှင်လွတ်ထားတာဝန်းသာပါတယ်အဲ့တော့ခမောင်းတို့ထားစားရအောင်ပို့ရင်ပို့စားရဖောက်ပို့ရင်ပို့ဒါမှမဟုတ်နန်းတို့ရင်ပို့ရင်ပို့မပို့ဘူးဆိုလို့ရှိရင်ခမောင်းတို့ရဲ့နာမည်တွေကိုကျွထုတ်ပြောရလိုက်မယ်ဒါပဲဥစဉ်တတိပေးခြင်းပါတယ်နော်ဖမ်းဖို့မဥစဉ်နဲ့အာမခံတယ်ခမောင်းတို့လူမဖမ်းစေရဘူးထောင်မကျစေရအောင်အာမခံတယ်ဘာကြောင့်လွတ်လာလဲဘလို့ကြောင့်လွတ်လာတာလဲဆိုတော့ခမောင်းတို့တွေအဖြေကောင်းကောင်းမှုမပေးဘူးပတ္တဆခေါင်းဆောင် ဘုဒ္ဓဘဝဆိုတာမပြောသေးဘူးခင်ဗျချက်ချင်းလည်းငယ်ထသရဖြစ်ဖြစ်စရဖဖြစ်ဖြစ်နန်းတို့ဖြစ်ဖြစ်ချက်ချင်းပို့ပေးပါလို့ပေါ့ကတော့မေတ္တာရခိုင်နေပါလေဗျအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ PDF ကပြန်လုတ်ပေးလိုက်တဲ့ပြည်သူစစ်တွေကိုနန်းတွဲစစ်ကြောရေးမပို့လို့ပောက်ကွဲနေတဲ့ပောက်ကူတော်ရုတ်တံကိုတင်ဆက်ပေးလိုက်ဒီမူအဆုံးထိနာဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာအဲမျိုးလေးမင်္ဂလာပါဗျဒီနေ့က28ရက်6လပိုင်း2025ဖြစ်ပါလေဗျဒီနေ့ထူးခြားတဲ့တရင်ပေါ့နော် ဒီ UNG ကခံထားတဲ့တရားသူကြီး CDN ရဲ့ဝေကျွေးပေါ့နော်ကံကြမ္မာဘဝမကူးဆိုတဲ့ဘွာလေးနဲ့ပြောပြချင်ပါလေဗျဒီ CDN ဘယ်ရလဲဆိုလို့ရှိရင်ဥစဉ်တို့ပေါက်မြို့ပါပဲဖြစ်ပါလေဗျာနော် CDN ဒီပေါက်မြို့ပေါက်ချောင်းတူပေါက်ချောင်းသားတွေလည်းဒါခင်ဗျားတို့အနေနဲ့ကတော့ဝန်နာဆရာစကားလို့လည်းပြောလို့ရပါတယ်ဗျာနော်ပေါက်ချောင်းဆရာတော်ကြီးကိုဒါလက်ဆက်သွားတဲ့ဟိုပါပေါ့ Yes CDN C2 of C2 ပေါ့နော် Yes C2 က23ရင်းနေရ နောက်ဆက်တုံးရနေရတက်မတော်ရဲ့လင်ရောက်တည်ဆုံးသွားတာပေါ့နော်တည်ဆုံးသွားတယ်ဆိုတာကရိုးရိုးတည်ဆုံးတာမဟုတ်ပါဘူးဗျဘလို့တည်ဆုံးသွားရလဲဆိုလို့ရှိရင်စီတူအောင်ကဘလို့ဒီစီတူအောင်က ING ကနေခတ်ထားတဲ့တရားသူကြီးသူတို့ရဲ့တရားရုံးလေးကဘယ်မှာရှိရလဲဆိုရင်ကြောက်ကမှာရှိတာကြောက်ကရွာမှာရှိတာနော်ကြောက်ဦးရွာပေါ့ကြောက်ဦးရွာဒီပေါ့မြို့နယ်ကြောက်ဦးရွာမှာရှိတာအဲ့ကြောက်ဦးရွာရဲ့တောထဲမှာသူတို့တရားရုံးလေးလုပ်ထားတယ်စီတူအောင်ကပတ်ဟိုပါပေါ့နော် ING ကနေဘသူ့ကိုတက်လိုက်ဘသူ့ကိုလွှတ်လိုက်ဘသူ့ကိုလုံးလိုက်ဆိုတဲ့သူကအမိတ်ချတာပေါ့ကြာ ING ကနေပြေးထားတာကို နော်သူကဥပဒေကြောင့်လည်းနည်းနားလေတော့အဲ့တော့စီတူဝါမှာအဲ့တောက်ဦးရွာမှာပဲသူမိမရောပါဆိုရန်ချမ်းလာတာပေါ့နော်သူမိမဆိုလို့ရှိရင်လက်ကောက်မှာဆိုရင်ဒါလက်ကောက်တူဆိုရင်ဒေါင်းလောက်ရှိတယ်ဗျာနော်တိနေရပဲဆွဲကျိုးဆိုလဲ30လောက်ကိုဒါဝစ်ထားတဲ့အနေထားနော်ရွှေရတော့တိနေရပဲပေါ့ဗျာနော်ဒီတရားသူကြီးခတ်ထားတာဟုတ်ဗျာအရင်ရွှေနေနော်အာစီတူဝါတရားသူကြီးခတ်ထားတော့ခဏတော့တိရတိုင်းပဲလေဗျာအပေါင်းမျိုးနယ်မှာဒါဖြစ်တဲ့များဟာတက်ဖြတ်မှုတွေကဒီစီတူအောင်ကိုယ်တိုင်ကလည်းဦးစိုးစိုးကပြောခဲ့တယ်ပေါ့ချောင်းဆရာတော်ကြီးကိုလက်ဖြတ်ပြီးတက်ခဲ့တာ ဘယ်နဲ့တက်ခဲ့ရလဲဆိုရင်စီတူအောင်နဲ့ဝင်နာဝင်နာဆိုတာကကင်းပါပါစီတူစီတူအောင်ဆိုတာကကြောက်ကြတာနော်ကြောက်ကြတာကြောက်ကြတာဝင်နာနဲ့ပေါင်းပြီးမှပေါင်းချောင်းဆရာတော်ကြီးကိုတိုက်ပြီးတော့ပေါင်းချောင်းဆရာတော်ကြီးကိုလဲဖြတ်ပြီးမှပေါင်းချောင်းဆရာတော်ကြီးရဲ့ကားကိုယူသွားတယ်အဲ့မှာ23ရဲ့နေကတမတော်ကနေလင်းချတယ်တမတော်ကနေလင်းချတဲ့အခါမှာစီတူအောင်ဒီရိုးရိုးတရားမဟုတ်ဘူးလဲမင်းပြတ်တယ်လဲမင်းမှပြတ်သွားတယ်နော်လဲမင်းပြတ်တယ်ခြေတော့ပြတ်တယ် ရဲဆက်ဆက်တရားပေါ့ဗျာစီတူအောင်နေလားဆိုတော့မဟုတ်ပါဘူးစီတူအောင်ရဲ့မိမပါခြေတော်နှစ်ချောလုံးပြတ်ပြီးမှလွတ်ထွက်လွင်ပြီးမှနေရာတွင်ပေါ်ခြင်းပြီးတည်ပါတယ်စီတူအောင်ရဲ့ခလေးကတော့နော်အစအနာတော့ပွားကတ်တက်သွားပေါ့ဗျာအသားတွေပါပွားစားတက်သွားတာပေါ့နော်ဒါခမောင်းတို့ရဲ့မျက်စိထဲမှာကြည့်လိုက်ဒါတက်မတော်ကလင်းနဲ့ချလိုက်လို့စီတူအောင်တည်သွားတယ်စီတူအောင်လေပြတ်သွားတယ်စီတူအောင်မိမခြေတော်နှစ်ချောလုံးပြတ်သွားတယ်ကလေးကတစားစီဖြစ်သွားလို့ခမောင်းတို့မျက်စိထဲမှာတက်မတော်ကအပြစ်မြင်လိုက်မယ်ဒါအပြစ်မြင်လို့မဟုတ်ပါဘူးဝိဆိုတာဘဝမကူပါဘူး စီတူအောင်လက်ဖြိုက်ပြီးတက်လိုက်တဲ့ပေါ့ချောင်းဆရာတော်ကြီးဟာတကယ်ကိုကိုကျင်တရားနဲ့ပြည့်စုံတဲ့ရက်ရွာအကျိုးကိုပေါ့ချောင်းရွာကြီးရဲ့အကျိုးကိုပေါ့ချောင်းရွာပြည့်စုံတော့တန်ဖိုးဖြတ်လို့မရတဲ့ဆရာတော်လို့ပြောလို့ရတယ်။တစ်ချိန်ကတန်ခါနိုင်ကအိုအန်အန်ဒီအစိုးရလက်ထက်ကတန်ခါနိုင်ကဥက္ခရာလည်းဖြစ်ခဲ့ဘူးတဲ့။နော်တန်ခါနိုင်ကဥက္ခရာလည်းဖြစ်ခဲ့ဘူးတကယ်ကိုဆရာတော်ကြီးဟာတမတ်တမတ်ကြတဲ့ဆရာတော်ကြီးအနေရိုးတယ်ရက်ရွာအကျိုးမှာဒါအထက်တန်းကျောင်းလောက်ထိဖွင့်ထားတဲ့ဆရာတော်ဘုရားကြီးကိုဒါသူတို့အထောက်ခံလို့ပေါ့ကျောင်းကျောင်းဖွင့်တယ်လို့ပြောတော့ကျောင်းဖွင့်တဲ့အတွက်ကြောင့်လက်ဖြတ်ပြီးမှရက်ဆင်ဆင်တက်သွားတယ် စူတူအောင်လဲဒီတိုင်းပဲရဲစစဲနိုင်ရင်းပြပြီးတည်တယ်စူတူအောင်မိမတွေရဲစစဲချောင်းနှောင်းလုံးပြက်ပြီးမှလွှတ်လွှတ်ပြီးတည်တယ်စူတူအောင်ရဲ့သားလေးတွေလည်းရဲစစဲခိုင်လုံးတဲ့တရင်တွေကိုဒါဥစစီကိုပေးပို့ထားခြင်းဖြစ်ပါတယ်ဗျာနော်ဒီတရင်နဲ့ပတ်သက်ပြီးမှဦးစင်းတို့ကတော့ပုံပုံလေးလေးပြောရင်ပေါက်တရင်နဲ့ပတ်သက်ရင်တော့မိတာဒကာမလေးမိတာရဲ့တရင်တွေကိုကြည်လာများတယ်ဗျာဘာလို့သူ့ဆဲကနေမှဥစဲကကောက်နှုတ်ချက်ချရတာဟောမိတာထဲကလေယုံဝတ်တရင်လေးတစ်ခါလေးပေါ်ပေါ်လာတယ်အဲ့ပေါ်ပေါ်လာတဲ့ဟာလေးတွေကဥစဲကကောက်နှုတ်ပြီးမှချရတာ အဲ့တော့ဒါကဒီတည်င်းနဲ့ပတ်သက်ပြီးဒါကမှမိတာကိုလည်းပုဂ္ဂိုလ်တော်အနေနဲ့ကျေးဇူးတင်ပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်နော်ဘာပြောပြောပါအမြင်မတူဘဲနဲ့ခမရဲ့တည်င်းနေကြောင်းတမတော်အတွက်ဒါအထောက်အကူပြုတဲ့အတွက်ကြောင့်အတိုက်ထက်မကကိုကျေးဇူးတင်ပါတယ်နော်အဲ့တော့ဝိဆိုတာဘဝမကူတာပေါ့ဗျာနော်နောက်တစ်ခုကတော့ဦးဇင်းတို့ဘာလဲဆိုလို့ရှိရင်နောက်တည်င်းတစ်ခုကတော့မရယာမန်လေးတိုင်းမရယာတည်င်းလေးကိုဒါပြောချင်ပါတယ်ဗျာနော်မန်လေးတိုင်းမရယာတည်င်းကတော့စကူမျိုးတယ်မှာတဲ့ဗရက်တွေအခြေချင်းအပြန်အလှန်ပြစ်တတ်နေကြတယ်ခင်ဗျာတနတ်တန်နေလဲမျိုးကြပါတော့ ။ဘာကြောင့်ပြစ်တာလဲဆိုရင်နဲ့တပည့်ချင်းဘက်ကပြန်လာတဲ့အဖွဲကို မရေယာကိုချက်ချင်းလွတ်လို့တဲ့။တပည့်ချင်းဘက်ကပြန်လာတဲ့ PDF အဖွဲတွေကို DDN နဲ့ဟိုပါ DDN နဲ့နေမှာ PDF ကိုပါဘသူတို့ဗရေခေါင်းဆောင်တွေကနေမှာချက်ချင်းလည်းငယ်မရေယာကိုတွတ်ပြီးမှတိုက်ခိုင်းလို့မရေယာမျိုးတိုက်တိုက်ပွဲလုတ်ခိုင်းလို့အတွက်ကြောင့်အချင်းချင်းပြစ်ခတ်တယ်လို့ဦးစင်းတို့ကြားသိရပါတယ်ဗျာနော်။အဲဒါစင်ကူးတတိလေးပါဗျာနော်။အဲ့တော့ပြောရလို့ရှိရင်တော့အချင်းချင်းတွေပြစ်တက်ကြအချင်းချင်းတွေချနေကြတော့ဒီစင်ကူးရဲ့တပည့်ချင်းမှာတော့ PDF တွေနဲ့ DDN တွေရဲ့ DDN DDN ရဲ့ရုံမှမှုတွေကိုလည်းတချို့ PDF တွေကမခံမရနိုင်ဖြစ်ပြီးမှ ရှိလျှောက်ပြီးလဲသူတို့တွေအလင်းဝင်မှုတွေအများကြီးရှိပါတယ်ဗျာနော်ပြည်သူများအားလုံးပြောချင်ပါတယ် PDF တချို့တွေအမြင်မှန်ရပြီးမှတမတော်စီကိုအလင်းဝင်မဲ့ PDF တွေနောက်နောက်ဆိုတော့ပေါ်ထွန်းလာတော့မယ်ဆိုတော့လဲသိချင်ပါတယ်နောက်တစ်ခုကတော့မန္တလေးပတ်တဆာတွေကိုပြောချင်ပါတယ်ဗျာခင်ဗျားတို့ဇီကနေဂျင်နရာဘက်ကနေဦးစင်းတို့အရှင်ဖန်းခံလိုက်ရတဲ့ပတ်တဆာတွေအခုပြန်ပြီးမှလွတ်လာတယ်ပြလာတဲ့အခါမှာခင်ဗျားတို့ဒီထားစာရောက်လဲအကြောင်းမကြားတယ်လို့စာရဖောက်ကိုလည်းအကြောင်းမကြားဘူးစစ်နယ်မြေတွေကိုလည်းခင်ဗျားတို့ဒီအကြောင်းမကြားဘူးဘာတဘောနဲ့ခင်ဗျားတို့ဒီအကြောင်းမကြားတာလဲဘာလဲသူတို့တွေက PDF ကလွှဲတဲ့ဟိုဟာတွေဒလန်နေလား ဒီဦးဇင်းတို့မန္တလေးမှာလှုပ်ရှားမှုမှန်တယ်များကိုပို့နေရလားအဲ့တော့ပြည်သူ့စစ်ကောင်းဆောင်နေခင်ဗျားတို့လွတ်လာတဲ့အရှင်လွတ်လာတာဝန်တာပါတယ်အဲ့တော့ခင်ဗျားတို့ထားစားရအောင်ပို့ရင်ပို့စားရဖို့ပို့ရင်ပို့ဒါမှမဟုတ်နန်းတို့ရင်ပို့ရင်ပို့မပို့ဘူးဆိုလို့ရှိရင်ခင်ဗျားတို့နာမည်တွေကျုပ်ထုတ်ပြောရလိုက်မယ်ဒါပဲဦးဇင်းတတိပေးကြပါလေနော်ဖမ်းဖို့မဦးသေးလည်းအာမခံတယ်ခင်ဗျားတို့တွေမှဖမ်းစရာဘူးထောင်မကြစရာအာမခံတယ်။ဘာကြောင့်လွတ်လာလဲဘလို့ကြောင့်လွတ်လာတာလဲဆိုတော့ခင်ဗျားတို့တွေအဖြေကောင်းကောင်းမှုမပေးဘူးပတ်တာစာခေါင်းဆောင် ဘသူပဲပါဆိုတာမပြောသေးဘူးခဏချက်ချင်းလည်းငယ်ဖသာရဖြစ်ဖြစ်စားရဖြစ်ဖြစ်နန်းတို့ဖြစ်ဖြစ်ချက်ချင်းပို့ပေးပါလို့ပေါ့ကတော့မေတ္တာရခံရင်ပါလေဗျအားလုံးဒါပါပဲဗျမန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးဘူထောင်တွင်မှဆုံးပါအာနာသိန်းစစ်ကောင်စီကဖမ်းဆီးထောင်ချထားတဲ့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာဒီနေ့ဇွန်လ28ရက်မနက်9:00နာရီဝန်းကျင်မှာဦးဘူထောင်ထောင်စည်းရုံမှာဆုံးပါသွားတယ်လို့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီနဲ့နှိဆက်သူတွေထံကသိရပါဗျာ ရုတ်တရက်အမောဖောက်လာပြီးမနက်9နာရီခန့်မှာထောင်စေးရုံကိုပို့ရမှာနိုင်ပိုင်းကြမှာပဲဆုံးပါသွားတာပါဆရာကယောဂထွေထူးမရှိဘူးကျမ်းမာရေးကောင်းတယ်လို့ပြောရမယ်အခုကရုတ်တရက်ကြီးဆုံးသွားတာဆရာကလူရက်ကလည်းနီးနေပြီလို့မိသားစုနဲ့နီးဆက်သူတူဦးကပြောပါတယ် လက်ရှိမှာမန္တလေးစေယုံကြီးရင်ခွဲယုံကိုပို့ဆောင်ထားပြီးမိသားစုကရုပ်လောင်းတည်ခွင့်ရမရကိုမသိရသေးဘူးလို့ဆိုပါတယ်။အာနာသိန်းရဲ့ရက်မှာပဲမန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာပါ။အဲ့ဒီနောက်နိုင်ငံစုပူအောင်လှုံ့ဆော်မှုရာစသက်ကြီးပုံမှန်905ကနဲ့ထောင်ဒဏ်3နဲ့ ကိုဖြစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီးတဘာဝဘေးပုံမှာ25နဲ့ထောင်တန်းနှစ်နှစ်စုစုပေါင်းငါနှစ်ချခဲ့တာပါဦးအောင်ကျော်ဦးဟာ2015အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကိုကိုစားပြုပြီးမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့ပြီးမန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ်တင်မြှောက်ခံရပါတယ်2020အထွေထွေရွေးကောက်ပွဲမှာလည်းထပ်မံအနိုင်ရသူပါ ူဟာတရားလွတ်တော်ရှိနေတဦးလည်းဖြစ်တယ်လို့ဆုံးပါချိန်မှာအသက်69နှစ်ရှိပါပြီပြီးခဲ့တဲ့နှစ်အောက်တိုဘာလ9ရက်ကလည်း NLD ပါတီဒုတိယဥက္ကဋ္ဌလည်းဖြစ်မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူထောင်ဒဏ်နှစ်ရှိချခံရတဲ့ကင်ဆာဝေဒနာသည်ဒေါက်တာဇော်မြင့်မောင်လည်းထောင်တွင်းမှာကျန်းမာရေးဆူရွားပြီးကွယ်လွန်ခဲ့ရပါတယ်အာနာသိန်းစစ်ကောင်စီလက်အောက်ခံအချင်းထောင်တွင်မှာကျန်းမာရေးဆောင်ရှောက်မှုလုံလုံလောက်လောက်မပေးတဲ့အတွက်မလို့အပ်ပဲအသက်ဆုံးရှုံးရမှုတွေရှိနေပါတယ်